မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တဲသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုအရင်ယူဖို့ IOL ဆုံးဖြတ်မှာဖြစ်ပြီးရုရှားနဲ့တရုတ်ကနိုင်ငံအတွက်အသုံးမချဖို့ဆွဆွဲနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကိုအရေးယူဖို့လာမဲ့ဆိုမှပြည်ပြည်ဆိုင်ရာလုံထမကြီးရဖွဲ့ချုပ် IOL ဆုံးဖြတ်မှာဖြစ်ပြီးရုရှားနဲ့တရုတ်က IOL ရန်တရားကိုနိုင်ငံအတွက်အသုံးမချဖို့ဆွဆွဲပြောဆိုနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုံထမတမကမြာဖွဲ့ချုပ်ထံမှသိရပါရယ် IOL ကအဖွဲ့ဝင်186နိုင်ငံနဲ့ဖွဲ့စည်းထားပြီးစစ်ကောင်စီကိုအခြေခံခွင့်ရချိုးဖောက်မှုနဲ့အကြမ်းဖက်မှုတွေစတာတို့အတွက် IOL Constitution Article 33နဲ့အညီအရေး ူဖို့လာမယ့်ဆွန်လနေ့ရက်မှ23ရက်နေ့ထိကျင်းပမယ့်ညီလာခံမှာမဲခွဲဆုံးဖြတ်မှာဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုအရေးယူနိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်ပြီးအလို့ရှင်အလို့သမားသုံးဖွင့်ဆိုင်ကိုစလန်ဖွဲ့တို့ကဆောင်ရွက်မှာဖြစ်ပြီးအစိုးရကိစ္စရပ်နဲ့ပတ်သက်ပြီးမေလ28ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ကျမတို့ကိုရုရှားနဲ့တရုတ်ကအိုင်ယလိုရန်နီးယားအတွင်းမှာဆက်ဆွဲနေတဲ့စကလုံးရှိရင်အိုင်ယလိုရန်နီးယားကိုနိုင်ငံအတွက်လာမတုံးနဲ့လို့ပြောလေပြောထားရှိရလို့ CTUM လက်ထောက်တွင်မူတော်ဖြိုးဆန္ဒဆိုကသတင်းဌာနကိုပြောပါရယ်ဒါပြင်စုံစမ်းစစ်ဆေးကော်မရှင် COI ရဲ့တိုက်တွန်းချက်များ NUG အစိုးရရဲ့တုံးပွင့်ဆိုင်ကိုယ်စားလှယ်များကိုအိုင်ယလိုကအတိမတ်ပြုရေးဆောင်ရွက်ချက်များစစ်ကောင်စီတောက်တိုင်မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI ရဲ့အိုင်ယလိုဆုံးဖြတ်ချက်တွေကိုလိလူရှုမတိမဲမြင်ပြုနေမှုနဲ့ဆက်လင်းပြီးလဲသက်ဆိုင်ရာတာဝန်ရှိ ိသူတွေကရှင်းပြပါတယ်စစ်ကောင်စီကအာဏာသိမ်းပြီးနောက်အရန်လူရဲ့လွတ်လပ်စွာတင်းပင်းဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်68948နဲ့အတ္တမအလုတ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29930တို့ကိုလိုက်နာဖို့ပြက်ကွက်ချိုးဖောက်ကျူးလွန်ခဲ့ကြောင်းသိရပါတယ်ဒါကြောင့်2022ခုနှစ်မလမှာအရန်လူကလွတ်လပ်ပြီးတရားမျှတတဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် CY တရက်ကိုဖွဲ့စည်းပြီး2024ခုနှစ်နိုဝင်ဘာလမှာအခုလိုစစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်ချက်ချ မှတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲဒီမတိုင်ခင်ပြီးခဲ့တဲ့2009နှစ်စစ်အစိုးရလက်ထက်ကလည်းစစ်တပ်ကိုအိုင်ယန်လိုဥပဒေပုံမှန်33နှစ်အရေးယူပြီးပိတ်ဆို့တန်ခတ်ခဲ့တဲ့အတွက်လက်ရှိမှာစစ်ကောင်စီဘက်ကလာမည့်စွန်လမှာဒုတိယကြိမ်အရေးယူမခံရအောင်တုံ့ပြန်ကြိုးပမ်းနေကြောင်းသိရပါဗျ။ ဆက်လက်ပြီးပြည်တွင်စစ်လက်နက်ထုတ်လုပ်ရေးပေါ်စစ်ကောင်စီတပ်အကြီးအကျယ်မိခိုနေရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ကမြန်မာပြည်သူတွေပေါ်အကြမ်းဖက်ဆစ်ဆင်ရေးအတွက်ပြည်တွင်စစ်လက်နက်ထုတ်လုပ်ရေးပေါ်အကြီးအကျယ်မိခိုနေရတယ်လို့ဆိုပါရယ်။မေလ30ရက်မှာထုတ်ပြန်တဲ့တမန် Institute of Development ရဲ့တနက်များနောက်ွယ်မှာသွေးစွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူများကိုဖော်ထုတ်ခြင်းသူရိဒနာစီရင်ခံစာမှာအထက်ပါတိုင်းဖော်ပြထားသလိုလေကြောင်းတိုက်ခိုက်မှုတွေအတွက်ဝေဟင်ဘုံမျိုးမျိုးကိုလည်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများမှာတုံးမြင့်ထုတ်နေပြီးတော်လိုင်းအင်အားစုတွေက တိုက်ပွဲအတွင်းတင်းဆဲရမိတဲ့စစ်တပ်ရဲ့လက်နက်ခဲယမ်းများမှာ2025ခုနှစ်ထုတ်လက်နက်ခဲယမ်းများကိုပဲတွေ့ရှိလာရကြောင်းအထုခဲယမ်းများမှာထုတ်လုပ်ပြီးရပိုင်းတွင်စစ်မြေပြင်ကိုရောက်ရှိခြင်းကိုတွေ့ရှိရပြီးအဲ့ဒီချက်မှာပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများမှာနေ့စဉ်နဲ့များစစ်လက်နက်ထုတ်လုပ်မှုကစစ်တပ်အတွက်သိရရှိရင်တမျှအရေးပါလာရကိုထင်ရှားစေကြောင်းလည်းဆိုပါတယ်တထောင်းသက်ခွနစ်စစ်စင်ရီကဆလိုတော်လိုင်းအင်အားစုတွေကခုခံစစ်ကနေထိုးစစ်ဖြစ်ကိုခားငယ်ကိုချိုးကွေနိုင်ခဲ့ုံတင်မကအခုဆိုရင် ထိုးစစ်များကကပ္ပဆဆက်ယုံတွေပဲဦးတည်လာနိုင်တာတွေ့ရတယ်။ဒါဟာအပိသက်အောင်ပွဲစီကိုချီတက်နေတဲ့မှန်ကန်တဲ့လမ်းလို့မြင်တယ်လို့မုံရွာမျိုးအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကပြောပါတယ်။အများပြည်သူရရှိနိုင်တဲ့သတင်းရင်းမြစ်များအရာကာကွယ်ပစ္စည်းဆက်ယုံပေါင်း25ယုံရှိပြီးအများစုမှာမြန်မာနိုင်ငံအလဲပိုင်းဒေသမကွေးနဲ့ပဲခူးတိုင်းတို့မှာတည်ရှိပြီးမြန်မာစစ်တပ်အတွက်လိုအပ်တဲ့ခရယံမီကြောင့်လည်းဆက်လက်နဲ့ပစ္စည်းငယ်ကစပြီးဖြတ်အားပြင်ဝေဟင်ဘုံများနဲ့ဒုံးကျည်များတီအဲ့ဒီကပ္ပဆဆက်ယုံတွေမှာထုတ်လုပ်တယ်လို့တမန်အင်စတီကျူကဆိုပါတယ်။ပြည်တွင်းဆက်လက်နဲ့ထုတ်လုပ်ရင်မှာဒီက တာဝန်ရှိတဲ့ကာဝေးပစ္စည်းထုတ်လုပ်ရေးရရှိချုပ်ယုံရင်ထိပ်ပိုင်းကောင်းဆောင်၃နဲ့ကပ္ပစဆက်ရုံမူ၂၅ဦးတို့ရဲ့အမည်တွေကိုလည်းအစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံအနှံခုခံတော်လှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စေအုပ်စုကကပ္ပစမှာစစ်တီတွေကိုတောင်းရှေးတန်းစစ်စင်ရေးနယ်မြေရှင်းလင်းရေးနဲ့လုံခြုံရေးတို့အတွက်ခေါ်ယူအသုံးပြုလာရပြီးအဲဒီတပ်ဖွဲ့ဝင်တွေကအရက်သားပြည်သူတွေကိုတရားမဲ့ဖမ်းဆီးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းမတရားသဖြင့်ငွေညစ်ခြင်းအကျဉ်းချခြင်းခရီးသွားလာခွင့်ပိတ်ပင်ခြင်းအတရားဓမ္မစစ်မှုထမ်းဆီးခြင်းစားတဲ့ရာဇဝမှုတွေတအဓိကတာဝန်ရှိသူတွေဖြစ်ကြောင်းဒါကြောင့်ကပ္ပစဆက်ရုံ မှုတွေကစင်အုပ်စုအတွက်လက်နက်ခဲများထုတ်လုပ်ပြီးတဲ့သူတွေတာမကပြည်သူများပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေမှာတိုင်းရိုက်တာဝန်ရှိသူများလည်းဖြစ်ကြောင်းဆိုပါတယ်။ နိုင်ငံတကာအစိုးရအနေနဲ့စစ်အုပ်စုရဲ့အကြမ်းဖက်ဆက်ဆံရေးအတွင်းအသုံးပြုတဲ့ဆက်လက်နက်တွေကိုထုတ်လုပ်ပြီးနေတဲ့ပြည်တွင်းဆက်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေပေါ့။တန်ခတ်ပိတ်ဆို့မှုတွေချမှတ်တင်တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်သစ်နေပြီးတော့ပြန်ဆောက်ဖို့စစ်ကောင်စီကိုကူညီမဲ့ခရိုနီကြီးများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မလကုံပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့နေပြီးတော့ပြန်လည်တည်ဆောက်ရေးအတွက်ထိတ်သီးခရိုနီဦးရဲ့အနည်းဆုံးတရားစင်ကြောင့်နဲ့မြန်မာပြည်မြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့တို့ကအဓိကငွေကြေးအကူအညီပေးကြလိမ့်မယ်လို့သိရပါတယ်။တင်းထဏာ ကရရှိထားတဲ့စင်ရခရိုနီဂျီ73ဦးနဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့မိုင်းလာတပ်ဖွဲ့ NDA တို့ကနေပြီးတော့ပြန်လည်တိစောက်ရေးအတွက်ကူညီကြမှာဖြစ်ပါတယ်။ခရိုနီဂျီတွေကတော့စီပိုင်းအောက်ဆောင်လုံရေးကုမ္ပဏီတတိမောင်ဝိအရာရီဘန်တတိဦးစောစော CB ဘန်တတိဦးခင်မောင်ဤ MAB ဘန်နဲ့ AD အုပ်စုပိုင်ရှင်ဦးချစ်ခိုင်ရဲ့တာဦးဝနာခိုင်ရွှေတန်လွင်ကုမ္ပဏီပိုင်ရှင်ဦးကျော်ဝင် A Bank နဲ့အေယာဟင်းတာလုပ်ငန်းစုဦးစော်ဝင်းရှိန်အတ္တ ဆက်သွယ်ရေးပိုင်ရှင်ရွှေပြိုင်းဖြူကုမ္ပဏီတထေးဦးသိန်းဝင်းစောဈေးကဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေ BOC 73စီလုပ်ငန်းပိုင်ရှင်ဦးအောင်ရွှေနဲ့ဦးဝင်းဆွေ PT Power 73စီလုပ်ငန်းရှင်ဦးခင်မင်းအောင်ခေါ်တာကြီး73စီတင်သွင်းရောင်းချတဲ့ Siswana Brother ကုမ္ပဏီပိုင်ရှင်ဦးမောင်စိန် TMS Auto and KNL ကုမ္ပဏီကောင်ဦးမျိုးလွင် KGN ကုမ္ပဏီကဦးမြင့်စိန်ကဖီလစ်တို့လည်းစစ်ကောင်စီဝန်ထမ်းအင်အားတွေအတွက်ငွေကြေးစိုက်ထုတ်ကြလိမ့်မယ်လို့လက်ခံရရှိထားတဲ့သတင်းတွေညာသိရပါတယ်။ တရင်ဌာနကရရှိထားတဲ့စည်ရင်ကဒစိတ်တရီသားသားဖြစ်ပြီးအခြားနာမည်ကျော်ခရိုနီနေဖြစ်ကြတဲ့ဦးတေစာနဲ့ဦးအောင်ကိုဝင်းတို့ကငလင်ဘေးအတွက်စစ်ကောင်စီကိုဘယ်လောက်လှူဒန်းထားတယ်ဆိုတာကိုတော့မသိရသေးပါဘူးခရိုနီကြီးတွေကငလင်ကြောင့်ဒုက္ခပင်လေဝင်နေတဲ့ပြည်သူတွေကိုတိုင်းရဲမထောက်ပံ့ပေးစစ်ကောင်စီကိုကူညီနေတာဟာပြည်သူတို့အကျိုးစီးပွားလုပ်ပိုင်ခွင့်အတွက်အကျိုးလိုလိုညောင်ရီလောင်းနေတာလို့ပြည်ရင်းကအမည်မဖော်လို့တဲ့စီးပွားရေးလေးလာသူတအုပ်ကထောက်ပြပါရတယ် ဆလဘီစကောင်စီနဲ့ဆွေးနွေးဖို့တင်ရောက်ကဖိအားဆက်ပြီးနေပြီးကုံစီစီစဉ်မှုကန့်သက်ထားကြောင်း TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့တင်ရောက်ကဖိအားဆက်ပြီးနေပြီးတောင်းတက် TNL ထိန်းချုပ်နေမည်အတွင်းကုံစီကန့်သက်မှုတွေဆက်လုပ်ထားတယ်လို့ TNL တွဲပတ်အထွေထွေအတွင်းရင်းမှုနှင့်ဗိုလ်မှူးကြီးတာပန်လာကပြောပါရယ်။ ပြီးခဲ့တဲ့ဧပြီလမှာရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မှာကိုကန့်တက် MNDA စုခွာသွားပြီးရဲ့နောက်တရုတ်ကနေဆက်ကိတ်တွေကိုပြန်ဖွင့်ပြီးတော့လဲ TNL ထိန်းချုပ်နေမြေဂိတ်တွေနဲ့နှစ်ဖက်ကုန်စည်ရောင်းဝယ်မှုတွေကိုကန့်သက်ထားတယ်လို့ဗိုလ်မှူးကြီးတာဗန်လာကဆိုပါတယ်အထူးသဖြင့်အိန္ဒိယဂျန်ဘက်ကတော့လောလောဆယ်တော့ပိတ်ထားတဲ့နေဆက်ကိတ်တွေပြန်လည်ပြီးမှဖွင့်ပေးတာမျိုးတွေမရှိသေးဘူးကျွန်တော်တို့လူထုတွေနေတိုင်းသွားလာပြီးမှရောင်းဝယ်တွေလုံလို့ရအောင်တိတိတသားဖွင့်လှစ်ပေးတာမျိုးတွေတော့မရှိသေးဘူးလို့၎င်းကမေလ28ရက်သတင်းတောက်တွေနဲ့အွန်လိုင်းမှာတွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်2023အောက်တိုဘာကစတင်နဲ့2029စစ်စင်ရေး ီးနှစ်ကြိမ်မှာ TNL ကမန္တလေးတိုင်းမိုးကုတ်မြို့နယ်ရှမ်းမြောက်မှာနတ်ခမ်းမန်တုံနမ်တူကုတ်ခိုင်တီဘောကြောင့်မဲနောင်ချုံမုံမိတ်မိုင်းလုံးမိုင်းငုံနဲ့နတ်ဆန်မြို့တွေကိုပလောင်ပြင်းနယ်လွတ်မြောက်ရေးတပ်ဦးတောင်းမြို့သားလွမြောက်ရေးတက်မတော့ BSNF TNL ကတင်ပိုင်နိုင်ခဲ့ပြီးထိန်းချုပ်နေမြည်ဖြင့်အုတ်ချုပ်ရင်တရားများလေပတ်နေပါတယ်။ တရုတ်နိုင်ငံကုမင်းမြို့မှာ AP 28 29ရက်ကပြုလုပ်တဲ့ဆွေးနွေးပွဲမှာနောင်ချိုကြောင့်မဲဒီပေါ်မိုးကုံနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီကပြန်ပေးဖို့တောင်းဆိုထားတော့လေ TNL ကပိတ်ချထားပြီးအဲ့ဒီဆုံးဖြတ်ချက်တွေကမပြောင်းမလဲတရှိနေကြောင်းဘုံမူကြီးတာပန်လာကထလောင်းပြောဆိုပါတယ်အခြားတစ်ဖက်မှာတော့စစ်ကောင်စီနဲ့အိမ်ကြီးချင်းတရုတ်တို့ကနှစ်ဖက်ညှက်ပိတ်ပြီး TNL ထိန်းချုပ်နေမြို့တွေကိုကုံစီ73စီစေဝါနဲ့လူသုံးကုန်ပစ္စည်းများဖြတ်တောင်းထားပါတယ်စစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုများစတိုက်ပြုလုပ်နေပါတယ်နှစ်ဖက်ညှက်ကုံစီပိတ်ဆို့မှုကို2024ခုနှစ်စပိုင်းမှာစစ်ကောင်စီ ကစတင်ခဲ့ပြီးတရုတ်ကလည်းအဲ့ဒီနေစွန်လာမှာနေဆက်ကိတ်များပိတ်ပြီးဖြတ်တောက်ခဲ့ပါတယ်။ကျောင်းဖွင့်နိုင်မှုကြိုးစားနေဆိုပြီးမှလည်းဖြတ်တောက်မှုတွေလုပ်ထားကြတဲ့အတွက်လိုအပ်နေတဲ့စာရင်းကိရိယာတွေမရရှိဖို့လူမှုတွေသွားလာနိုင်ဖို့အတွက်ဆက်သုံးစီတွေလိုအပ်တယ်ဆက်စီတွေမရရှိဖို့စိတ်ယုံစိတ်ကနေမှလူမှုတွေကိုကူတာဖို့အတွက်စီးပွားတွေလိုအပ်တယ်အဲ့ဒါတွေရရှိဖို့အလွန်မဲ့ခက်ခဲတဲ့တစ်နှစ်ပတ်လုံးလောက်ရှိပြီးချက်တဲတဲ့ဟာကိုကျွန်တော်တို့ရင်ဆိုင်ဖြည့်ရှင်ကြော်လွှားနေရပါတယ်လို့သူကပြောပါတယ်။ရှမ်းမြောက်ရှိနေဆက်ကိတ်များနဲ့မူဆယ်မြို့ပေါ်ရှိနန်းတော်ကိတ်စင်ဖြူကိတ်နဲ့မှဝင်းကိတ်တို့ကိုစစ်တပ်ကထိန်းချုပ်ထားတယ် တယ်မူစင်105မိုင်ကုံသွင်းဆောင်ရှိကျင်းစံကြော့ကိတ်ကိုမြောက်ပိုင်းမဟာမိတ်တုံးဖွဲ့ကပူပေါင်းထိန်းချုပ်ထားပြီးချင်းရွှေရောလောက်ကင်မွန်ကိုကျုံကုတ်ပန်ဆိုင်တို့ကိုကိုကန်တက် MNDA ကထိန်းချုပ်ထားပါတယ်ကန်သက်ကုံစီတွေကလွဲပြီးကုံစီများပြန်လည်ခွင့်ပြုလာတော့လဲ DNL ထိန်းချုပ်ထားတဲ့နက်ခမ်းမြို့တောင်ပတ်နှစ်မိုင်အကွာရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်နယ်စပ်ကိတ်ကိုတရုတ်ဘက်ကပိတ်ပင်ထားပါတယ်မဟာမိတ်သုံးဖွဲ့ပူးပေါင်းထိတ်ချုပ်တဲ့105မိုင်ရှိကျင်းစန်းကျော်နယ်စပ်ကိတ်မှာလည်းတရုတ်လူရှိတဲ့ကုန်စည်များတင်သွင်းခွင့်ပြုထားတယ်လို့နန်ခမ်းမြို့ကံမြို့သားတောင်ကပြောဆိုခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်